ပင်လယ်နာသားသမီးကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါတရုတ်ကကြမှာတလစာ2025ခုနှစ်နှစ်ကုန်ဖြစ်တဲ့ဒီဇင်ဘာလအတွက်ကိုဟောပြောပေးသွားပေးသွားမှာဖြစ်ပါတယ်။ဒါတဲ့12ချက်နဲ့ကျွန်တော်ပင်လယ်နာသားသမီးများအတွက်စတင်ပြီးဟောပြောပေးတတ်မှာဖြစ်ပါတယ်။ဒီဇင်ဘာလအတွက်ပထမဆုံးလက်ရှိအချိန်ပင်လယ်နာသားသမီးများနဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာ ြဒနာလေးတွေနဲ့ရေဆိုင်ကြုံတွေ့ရတတ်တယ်နော်အဲဒါပွင့်ခြေလန်းကောင်းဖို့လိုတယ်ဒီစန္ဒလာဘာတွေမှာကိုယ့်ရဲ့လုံမှုကြိုင်မှုတွေပြောရေးဆိုရေးတွေစရတဲ့ပေါ့နော်လုပ်ငန်းကံကံနဲ့ပတ်သက်ပြီးတဲ့ကိစ္စနောက်ဟိုကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာအဖွဲအဖွဲတွေနဲ့ပတ်သက်ပြီးအုပ်စုတွေနဲ့ပတ်သက်တဲ့ကိစ္စတွေတွေနဲ့ပတ်သက်လို့ရှင်နော်ပြိပကဖြစ်တတ်တယ်ပြဒနာဖြစ်တတ်တယ်နော်အမှုခင်းလေးတွေ နဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတတ်တယ်။သရဏတာသမီများအနေနဲ့ပေါ့နော်။အဲ့တော့သတိဝိရိယနဲ့လုပ်ငန်းလုပ်ဖို့ဆောင်ရွက်ဖို့ကြံပေးလိုပါတယ်။အဲ့တော့လက်ရှိမှာမသွားတဲ့နေရာမလုပ်တဲ့နေရာနော်ဒီမွန်စာမျိုးတွေတွန်းအပ်တတ်တယ်ပေါ့အရိကပဒနာပေါ့နော်။အဲအားသို့ဒီမမြင်နိုင်တဲ့အရာရောမြင်နိုင်တဲ့အရာရောကအတိုက်ကနှောက်ရက်ကလေးတွန်းအပ်တတ်တယ်လို့ပြောချင်ပါတယ်နော်။တက်ပဲဆိုတော့ကပ်ကြလေးဖြစ်ပါတယ်။ထောက်ချတဲ့တစီကပ်ဆိုတော့ကပ်ဖြစ်တယ်နော်။ လက်ရှိသတင်းလာသတင်းများအတွက်သတင်းလာပိုင်းရဲ့အဖွင့်ကပြဖြစ်ပါတယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ဟောပြောပြီးမှဖြစ်ပါတယ်။ဥစ္စာပစ္စည်းတွေကထွက်နေတဲ့ပစ္စည်းရည်ရထားတဲ့ပစ္စည်းတွေဝယ်မဲ့စီမံထားတဲ့ပစ္စည်းတွေအတူပဲအောင်မြင်မှဖြစ်တယ်။ရှားလာမှဖြစ်တယ်။ဥစ္စာပစ္စည်းကံကြမ္မာတွေကောင်းတယ်။အဲ့ဒါကတော့ the temperature ဆိုတဲ့ကပ္ပရာစီကွတ်နှစ်ခွတ်ကပ္ပရာဖြစ်တယ်။အဲ့တော့ ဥစ္စာပစ္စည်းနဲ့ပတ်သက်လို့ချင်းအောင်မြင်မှုရမယ်အစီအပြေပဲအကျိုးပေးမယ်လို့ပြောချင်ပါတယ်နော်ဥစ္စာပစ္စည်းရရှိအဲ့တော့ကပြားလေးကောင်းပါလေမိတ်ဆွေပေါင်းနေတဲ့ပတ်သက်ပြီးတော့ခေါ်ပြောပေးတော့မှာဖြစ်ပါတယ်မိတ်ဆွေပေါင်းနေတဲ့မိတ်ဆွေပေါင်းနေတဲ့ပတ်သက်တဲ့ကိစ္စရပ်တွေလည်းကောင်းပါလေမိတ်ဆွေနဲ့ပတ်သက်ပြီးတော့ပူညီမဲ့တွေပေါ်ပေါက်လာမယ်အဝေးရောအနည်းရောပေါ့နော် နောက်ကိုယ်ရဲ့အခက်အခဲဖြစ်လို့ရှင်လည်းအကြံပေးမယ်အကြံပေးမယ် နော်နောက်တဲတဲ့ဝင်လူရန်ကုညီမဲ့ကိစ္စကြတဲ့ဆိုရင်လည်းကုညီပေးမယ်အဒီပုံစံမျိုးပေါ့နော်အဲ့တော့မိတ်ဆေပေါင်းရင်းရောကောင်းလာဆိုလို့ရှင်မိတ်ဆေပေါင်းရင်းကင်းကြီးကောင်းပါတယ်တော့ justice ကပြပေါ့နော်တရားတော်ကြီးဆိုတဲ့ကပြဖြစ်တဲ့အတွက်မိတ်ဆေပေါင်းရင်းလည်းကုညီမဆမှုပေါ်ပါမယ်ပေါ်ပါမယ်နော်အလုတ်ကိန်းနဲ့ပတ်သက်ပြီးရောခေါ်ပြောပေးတယ်မှာဖြစ်ပါတယ်။လုပ်ငန်းမှာတော့နည်းနည်းရုပ်တရက်ပေါ့နော်။လုပ်ငန်းမှာ အနောက်ဆက်ဝန်ထမ်းလေးတွေကျွမ်းတက်တယ်အဲလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အနောက်ဆက်ဝန်ထမ်းလေးကျွမ်းတက်တယ်အဲဒီထောက်ဒီထားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကိုယ်ကြီးကဲတူတစ်ခါပြတတ်တယ်ကိုယ်အိမ်မှာလည်းကိုယ်ကြီးကဲတူနဲ့ပတ်သက်လို့ရှင်အလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့နော်အနောက်ဆက်လေးတွေကျွမ်းရတာအနောက်ဆက်လေးတွေဆိုတာကကိုယ်လုပ်ငန်းမှာပြိပင်းတာလုပ်ငန်းနဲ့ပတ်သက်ပြီးအဆင်မပြေမှုတွေများတာလုပ်ငန်းမှာလုပ်တော်ရကံ၍မရတဲ့အနေအထားမျိုးဈေးကျက်ညံ့နံ့ကျက် ပေးချက်နိုင်ချပုံစံမျိုးဖြစ်တတ်တာပေါ့နော်အဲအလောက်ကနေပတ်သက်လို့ဆိုရင်ပေးချက်နိုင်ချကျောတတ်တယ်အဲ့တော့ဘာပဲလုပ်လို့ဘွားကိုလုပ်ငန်းလုပ်တတ်မဲ့သီးဒီလေးထားပြီးတော့ဒီလေးထားပြီးတော့အလုပ်လေးလုပ်ပါလို့လုပ်ငန်းအနေနဲ့ပတ်သက်ပြီးလို့ဆိုရင်ကျွန်တော်ပြောကြားလိုပါတယ်နော်ဟောပေးလိုပါတယ်အဲဒီကပြလေးရတက်ဆိုတဲ့ကပြလေးဖြစ်နေလို့ပါပဲနော်အဲ့ဒါတက်ဆိုတဲ့ကပြလေးဖြစ်နေတော့နောက်ဆက်တွေဝင်တတ်တယ်လို့ပြောချင်ပါတယ်နော် ာသမီအောက်လက်ငရနဲ့ပတ်သက်ပြီးတော့ဟောပြောပြမှာဖြစ်ပါလေ။သာသမီအောက်လက်ငရကိစ္စရပ်တွေကောင်းတယ်နော်။အဲသာသမီကိစ္စရပ်တွေကောင်းတယ်အောက်လက်ငရတွေနဲ့ပတ်သက်ပြီးတော့ကောင်းတယ်။အဲဒီတော့ကိုယ်ရဲ့အခက်အခဲဖြစ်မဲ့ကိစ္စတွေမှာလည်းတချို့ကသာသမီအောက်လက်ငရတွေနဲ့ပတ်သက်ပြီးတော့အခက်အခဲမဖြစ်ဘဲနဲ့ဤလျာပြည်တဲ့ကြောင့်အိယာအေးကြောင့်ဆိုတဲ့အနေအထားမျိုးတွေဖြစ်ပေါ်လာမယ်စိစက်ကြောင်းလာညှိနှိုင်းပြောဆိုရေးကိစ္စရပ်တွေမှာလည်းအောင်မြင်မယ် နော်ဒါသာသမီအောက်လက်ငယ်သားရင်းနဲ့ပတ်သက်ပြီးတော့နော်အဲဒါဘာပြောပြောကပ်ပြားလေးရတော့မဂျက်ရှင်ဆိုတဲ့ကပ်ပြားဖြစ်ပါတယ်ဝိဇ္ဇာကပ်ကလေးဖြစ်ပါတယ်နော်အတိုက်ကနောက်ဆက်နေနဲ့ပတ်သက်ပြီးတော့ရှိမရှိဆိုတာပေါ်ပြောပေးမှာဖြစ်ပါတယ်အတိုက်ကနောက်ဆက်တွေမရှိဘူးအတိုက်ကနောက်ဆက်တွေရမရှိဘူးနော်အဲဒါဘာဝရဲ့စိန်ခေါ်မှုဘာဝရဲ့ရုပ်ရည်ခါလေးမှာ ဆိုတော့သာသမိကပ်ပြားကိုဥပမာပြောပြီးပြောမှာဆိုရင်ကိုကမိဘတွေကြီးကဲသူတွေအနေနဲ့နော်သာသမိအောက်လက်ခံရတဲ့ပတ်သက်ပြီးရောမစွမ်းဆောင်နေတာမှာပဲတဘာဝရစွမ်းဆောင်နိုင်ပြီးလိမ့်မယ်အကူညီကအဆောက်အအုံကောင်းနေရသူ့အလိုတူဖြစ်ပေါ်လာမှာဖြစ်တယ်ဒါကိုပြောချင်ပြတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တနင်္လာသာသမိနဲ့ပတ်သက်ပြီးရောအထက်ကအနောက်ဆက်နဲ့ပတ်သက်ပြီးရောဆိုလို့ရှိရင်လည်းနောက်ဆက်မရှိဘူးရံဖြစ်နေတဲ့လူတွေပြန်ခေါ်မယ်မုန်းနေတဲ့လူကပြန်ချစ်လာမယ်ဆိုတဲ့အကိန်းပြောမှဖြစ်ပါလေနော်အဲ့တော့ ကွဲကွာနေတဲ့လူဆိုလို့ရှိရင်ပြန်လဲရောက်လာမယ်ဆိုတော့နမိတ်လို့ပြောမှဖြစ်ပါတယ်နော်အဲ့တော့ကပြလေးကတော့ထက်ချမန်ဆိုတဲ့နမိတ်ကပြလေးဖြစ်ပါတယ်အဲ့ဒါကရှင်ပြန်ထမြောက်တေရောသူပြည့်စုံတဲ့နမိတ်ဖြစ်ပါတယ်နော်အဲ့တော့ရှင်ဆိုတာမရှိပါဘူးတဲ့နန္ဒသာသာသီနဲ့ပတ်သက်ပြီးတော့အခြေအိန္ဒိယနဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှဖြစ်ပါတယ်အခြေအိန္ဒိယမှာ အခြေရေးမှာအမျိုးသမီးနော်ဝင်နောက်ဆက်လက်တယ်ကြပါစို့နော်ရှိသူကြီးစားတွဲတွဲစုံတွဲ ဲ့ဒီဆုံထဲမှာဒီဆုံထဲကိုပြပြသွားအောင်တူရံနဲ့ဝင်ပါတာလည်းမဟုတ်ဘူးအမြင်ကတ်လို့ကွဲစီခြင်းလို့စန္ဒနဲ့ပြပြသွားအောင်အနေထားမျိုးတွေလောက်တာတတ်တယ်နော်အဲ့ဒါကမမြင်နိုင်တဲ့ပြဉ္ဉရက်တွေအဲစသဖြင့်မလုတ်တဲ့မလုတ်ထိုက်ထိုင်တဲ့အကြောင်းကိစ္စတွေနဲ့အဲဆောင်ရွက်တာတွေဒါမျိုးတွေအခြေအနေပတ်သက်ပြီးလို့ရှင်မိမနောက်ရက်ပေါ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 က်တတ်တယ်လို့ပြောမှဖြစ်ပါတယ်နော်ဒါချီးအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှင်အိမ်တော်ကြီးမှာ အိမ်တော်ကြီးပြူပွဲအောင်အိမ်တော်ကြီးပြက်အောင်နော်ပြူစားစီရင်နှောက်စစ်တဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့နော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့တမိုင်းညအောင်ជីវ ాయి ပြက်အောင်အပ္ပဇာမျိုးတွေမမြင်နိုင်တဲ့အရာတွေပေါ့နော်အမျိုးသမီးအနောက်ရက်တွေပေါ်ပေါ်တတ်ပါတယ်အဲ့ဒါကဒီရဲ့ကပြားပေါ့နော်စထရိုက်ဆိုတဲ့ကပြားလေးဖြစ်ပါတယ်သူကခွန်အားလို့လည်းခေါ်တယ် စွာအရှင်လို့လည်းခေါ်ပါတယ်ပေါ့နော်အဲ့တော့မိမနောက်ဆက်ကြီးကျောင်းတက်တယ်ဘာလို့လို့လို့ကိုယ့်ရဲ့ဒီဟိုမှာအိမ်တော်ရင်းနဲ့ပတ်သက်တာလေးတွေဒေတာမှာရှိပါတယ်အခြေရတော့နည်းနည်းလေးဟိုကွဲမလို့ကွာမလို့ဆိုတဲ့အနေအထားမျိုးလေးဖြစ်ပြီးတော့အိမ်တော်ရင်းမှာကျမိုင်ညံ့အောင်အိမ်တော်ရင်းကွဲရအောင်စီးပွားရေးမှာငွေကုန်ကြေးချဖြစ်အောင်ဒါမျိုးလေးတွေဒီရဲ့အတိုက်ခိုက်ကျုံတက်တယ်လို့ကျွန်တော်အနေနဲ့ဟောပြောပေးလိုက်ခြင်းဖြစ်ပါတယ်နော် ဓမ္မရည်နဲ့ပတ်သက်ပြီးတော့ဟောပြောပေးတော့မှာဖြစ်ပါရဲ့ဓမ္မရည်တွေနဲ့ပတ်သက်ပြီးတော့ဓာတိတို့တဘာဝဗိဒံတွေအနေငယ်ကျွမ်းရတတ်တယ်ဒါပေမဲ့ဒါရတော့ကြော်ရတာမှဖြစ်တယ်ဓမ္မရည်ကောင်းလာမှဖြစ်တယ်အမှားကျမရတော့ရှိတယ်ပေါ့ဒါပေမဲ့စူဝါစာမဟုတ်ပဲနဲ့အဲ့ကျမရကောင်းလာမှာဖြစ်တယ်စူစူဝါဝါထုတ်ကပေးမယ်အနေထားမျိုးမရှိဘူးပေါ့နော်အဲ့တော့စိုးရစာမရှိဘူးပူပင်စရာမလိုဘူးကပ်ပြားလေးရတော့တခြားလို့ဆိုရက်ကပ်ပေါ့နော်အတိုက်ခံဖြစ်ပြီးတော့အောင်မြင်တဲ့ကပ်ပြားတို့အိပ်ပဲရပါတယ် ဘာရာရီနဲ့ပတ်သက်ပြီးတော့ခေါ်ပြောပေးမှာဖြစ်ပါတယ်။တက်စတာဆိုတဲ့ကပြဖြစ်တယ်။တက်စတာဆိုတာဒူဝင်ကျဲနော်လင်းလက်တဲ့ကျဲဘာရာရီလောက်ထားမယ်ဆိုလို့ချင်းကိုယ့်ရဲ့လူငယ်ကိစ္စရောအိမ်တော်ကြီးကိစ္စရောစီးပွားရေးကိစ္စရောကျမကိစ္စရောဘက်ဆုံးကောင်းတယ်။အဲ့လိုလောက်ထားမယ်ဆိုရင်အိမ်မှာစုစုစည်းစည်းတဲ့အိမ်မှာအေးချမ်းမယ်ငြိမ်းချမ်းမယ်တာရမယ်ပြောချင်မယ်ဆိုတဲ့နမိတ်တွေရှာရှိမှခန်းစားမှဖြစ်ပါတယ်နော်။အဲ့တော့တမိုင်းနဲ့အငင်းကြမ်းမှုနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကပြကတက်စတာဆိုတဲ့ကပြဖြစ်ပါတယ် နောက်တစ်ခုကကံကြမ္မာနဲ့ပတ်သက်ပြီးဟောပြောပေးပြပါဖြစ်ပါတယ်။ကံကြမ္မာနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်းသူကဒီဝါကြတယ်ပေါ့နော်။ Empress ဆိုတဲ့ကပ္ပားလေးလို့ပြောကပ္ပားလေးဖြစ်ပါတယ်။ဘယမကပ်ပေါ့အရိကပဇနာပေါ့နော်။အဲ့တော့ဘယမကပ်ဖြစ်တဲ့အတွက်အမျိုးသမီးကုညီမဆောက်ပေါ်ပေါ့မယ်။အင်္ဂါသားသမီးနဲ့ပတ်သက်ပြီးလည်းကုညီမဆောက်ပေါ့မယ်။အရိကပဇနာနော်။အဲ့တော့ကံကြမ္မာက ကိုယ့်ဘက်ကိုကောင်းတော့ကောင်းတော့စီစဉ်ကောင်းတော့ရှက်လက်သိချမ်းသာမှုပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ခံစားမှဖြစ်ပါလေနော်ဒီကပြားလေးကဒီ Everest ဆိုတဲ့ကပြားလေးကအောင်မြင်မှုတွေကံကြမ္မာတွေဒီအလားတူပါမယ်စီဝိုင်းတူတက်မယ်စီဝိုင်းမှာအခြေအနေကောင်းမယ်အခွင့်ကောင်းခွန်ကံကောင်းเนาะအခွင့်ထူးဒါကြီးလည်းရရှိမယ်ဝန်တာဆရာသင်္ကေတကြီးကြားမယ် စက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေကြုံပေးမယ်ဒါဒါဒါတို့တို့ရှိပါတယ်ဒီကံကြမ္မာတဲတော့ကံကြမ္မာကတဏှာတာပြင်းပြတွေ့နော်ကံရန်ကောင်းပါတယ်လို့ဟောပြောပေးလိုပါတယ်လက်လာပါနဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှဖြစ်ပါတယ်ဝိကံလေးတွေရတော့သုံးချစရာတွေများမယ်ကျုပ်ဟောဝင်ငွေတွေကျူဝကနေကောင်းတာမှန်တယ်ဒါပေမဲ့ငွေနဲ့ပတ်သက်ပြီးတော့ကျုပ်တို့ရဲ့ငွေပုံကြေးကြဖြစ်သွားတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေ ။ဝါပေါ့နော်။ကိုမထင်မှတ်တဲ့ပစ္စည်းဆုံးရှုံးမှုတွေကြုံရတတ်တယ်။ဥပမာအဆောက်အဆောက်ဥတွေနဲ့ပတ်သက်တာဆိုရှင်ပြုတ်တဲ့ပြင်လဲရဆင်လဲရတာမီလီယာဆင်နဲ့ပတ်သက်ပြီးပြန်လဲရဆင်လဲရတာအဲ့အတွက်ငွေကုန်ကျစ်ချက်ဖြစ်သွားတာဒါမျိုးကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးငွေကုန်ကျစ်ချက်များတတ်တယ်နော်အဲ့လိုငွေကိုကိုယ်လည်းကိုယ်လည်းထက်မှသုံးဆမှုတွေကအဲ့လိုဖြစ်တယ်နောက်တော့ကိုယ်ကတစ်ဖက်တူရစားရှိတဲ့ငွေဆိုလို့ရှိရင်လည်းနည်းနည်းစัญญံတတ်တယ်အဲ့ဒီအချိန်မှာနော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ အခက်အခဲလေးတွေကြုံရတတ်တယ်ရဆရာရှိမဲ့ငွေလေးတွေလည်းရက်တန့်နေတတ်တယ်ဒါမျိုးတွေပြောချင်ပါတယ်နော်အဲ့တော့နမိတ်ကပြားလေးကတတာဝါဆိုတဲ့ကပြားလေးဖြစ်ပါတယ်မျောစင်ကပြားပေါ့မိုးချုပ်ပြမျောစင်ကပြားလို့ဖြစ်တယ်နော်အဲ့တော့ဒါကဘာလဲဆိုလို့ရှိရင်ငွေကြီးလက်လက်ပတ်နေရာမှာနော်ဒီဇင်ပါလကုန်ကန်နေအတွင်းမှာဖြစ်တတ်ပါတယ်နော်နောက်ဒီဇင်ပါလကုန်ပြီးရဲ့နောက်နော်ကုန်ပြီးရဲ့နောက်ဇကုမဖူးပေါ့နော်ရောင်း26 နှစ်ကုံနဲ့နှစ်ကုံကြားပေါ့နော်ဒီဒီဇင်ဘာလတလားလာလုံးပဲအပိတ်လို့ပြောမှဖြစ်တယ်အဲ့တော့တခါတည်းမှာနော်ကိုယ့်ရဲ့ကြီးကဲတူနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာလေးကြုံမယ်ကြီးကဲတူနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာကြုံမယ်နောက်တစ်ခုကလူမေးပြဒနာလေးတွေဖြေရှင်းရတတ်တယ်လူမေးပြဒနာလေးဖြေရှင်းရတတ်တယ်နော် သာသမီနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအထက်လူကြီးနဲ့အောက်လက်ကရကြားမှာအဆင်ပြေမှုတွေပြဿနာလေးတွေရှိရတတ်တယ်။အဲဒီတော့ဒီဇင်ဘာလအဆုံးမှာတော့ကုံဟိုဒီဇင်ဘာလကုံသွားတဲ့ချိန်ပေါ့နော်။ဒီနေ့လေးစိတ်နောက်ဆက်ပြီးတွေဝင်လိမ့်မယ်။အားရရတော့တဲ့အမ်ပရာလို့အမည်ရပါတယ်။သူကကြတော့ဘယင်လို့ခေါ်ပါတယ်နော်။ဧကရစ်ဆိုတဲ့ကပ္ပရာပေါ့။ဧကရစ်ဆိုတဲ့ကပ္ပရာဆိုတော့ ကြီးခဲ့သူနဲ့အောက်လက်ငယ်တော့ကြားမှာဟိုပြရဏလေးကြီးလူမွေးပြရဏလေးကြီးဒါမျိုးတွေကျွမ်းတတ်တယ်နော်အဲ့တော့ဒီလကုံပေါ့နော်ဒီဇင်ဘာလကုံနှစ်ကုံလေးတော့နည်းနည်းလူမွေးနောက်ဆက်ပြီးကျွမ်းတတ်တယ်လို့ပြောချင်ပါတယ်အဲ့တော့ရေရာတွေနဲ့ဆိုလို့ရှိရင်ဘာကြီးဆောင်းထားမလဲဆိုတော့ဒီတဏ္ဍာသာသမီအနေနဲ့ကလည်းဒီစန္ဒရဘိုင်းမှာသူ့ရဲ့အကောင်းဆုံးထွန်းထွက်ခြင်းလို့ပြောရဖြစ်တယ် ကောင်းတဲ့ဘက်ကတော့60လောက်ဖြစ်ပြီးရောအညဘက်က40လောက်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေဒါပေမဲ့ကြီးကြီးမားမားရစရာရှိရဆိုလို့ရှိရင်အမျော်လေးပဲနဲ့ရစရာလာစရာရှိတဲ့ဥစ္စာပစ္စည်းကြီးကြီးမားမားဝင်လိမ့်မယ်နော်ဒါပေမဲ့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်ရုပ်တရက်ကိုမထင်ထားတဲ့ငွေတော့ချရရတဲ့ကိစ္စရမျိုးတွေလေဒီနှစ်ကုန်ကနေ့မှာပေါ်ပေါက်တတ်တယ်ပေါ်ပေါက်လာတတ်တယ်ဒါလေးတို့ကျွန်တော်ဟိုထပ်ပြီးတော့3ပေးခြင်းဖြစ်ပါတယ်เนาะအဲ့တော့ရေရမှာဖះကိုယူလေးမျိုး ဇီယုပဲယုနှမ်းယုဘာဖြစ်ဖြစ်ယုလေးမျိုးဖျောက်ယူပါနော်နောက်တစ်ခုကတကုပါဝါစဝင်း infinity တကုပါဝါစဝင်းဆိုလူတိုင်းတွေ့ပါတယ်နော်တကုပါဝါစဝင်းပေါ်မှာအာဖျောင်းနိုင်မိထွန်းမှာဖျောင်းနိုင်မှာအလဲမှာပဲမိထွန်းမှာ joint set ရဲ့အလဲမှာမိထွန်းမှာအလဲတက်တက်မှာမိထွန်းမှာနော်အဲ့တော့ဒီကံပြမှာတကုပါဝါစဝင်းဆွဲမယ်အလဲတက်တက်မှာဖျောင်းနိုင်ထွန်းမယ်အဖြူရောင်မဲ့ထွန်းမှာအဖြူရောင်မဲ့ထွန်းမှာနော်မြတ်တမှုညဉ့်ညွတ်မှု ညံ့နေအညံ့နေကိုရှိကိုမလာအောင်ကာကွယ်ပြီးတော့ကောင်းတာတွေကိုရှိကိုစိတ်ဝင်ဖို့ဆိုတဲ့ဖော်မျိုးကိုကျွန်တော်ကရှိရစတဲ့ပြီးထွက်မှာနော်အခုဘာဘာဆင်းမပေါ်မှာဖျောင်းနိုင်မိထွက်မှာရှိရစတဲ့ပြီးထွက်မှာအဲ့လိုရရရာလိုအဲ့လိုရရရာလေးတွေချွတ်တင်ပြီးတော့ပြုတ်ထားပါဒီဇင်ဘာလအတွက်အဲ့တော့အထူးဒီကိန်းထဲမှာဆိုတဲ့အခါကျတော့ဒီပါပေါ့နော် ချီအိမ်တော်ရင်းနဲ့ပတ်သက်လို့ဆိုရင်နည်းနည်းဟို3ထား3ထားလို့ပြောမှဖြစ်ပါတယ်နော်အချီအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဒီဆန္ဒပိုင်းထဲမှာဒါလေးကိုပြောချင်ပါတယ်အဲဒီတော့အကြောင်းအပြင်ဘလို့ဘာတွေအကျိုးပေးရဆိုလို့ရှင်အစိမ်းရောအဖြူရောအကျိုးပေးပါတယ်အနေရောအကျိုးပေးပါတယ်အစိမ်းရောအဖြူရောအနေရောအကျိုးပေးပါတယ်ဘယ်နှအားဖြင့်၄ရဲ့နောက်တစ်ခုက၃ရဲ့ တစ်ကဲကျိုးပြရတယ်ခဏအပြင်၄3 1မှတ်ထားမယ်နော်ခဏအပြင်၄3 1အဲ့တော့နေကောင်းနေမြတ်ကြီးကနော်ဗုဒ္ဓဦးနေရယ်တနင်္ဂနွေနေရယ်အင်္ဂါနေရယ်အဲ့ဒီနေ့ဒီကျိုးပြမှာဖြစ်ပါတယ်နော်ဒိဋ္ဌာလေးတွေလည်းလုတ်စီခြင်းပါတယ်လောကဝိတုပရိပတ်ကြီးဘယ်နှပတ်ပဲဖြစ်ဖြစ်ဒီကတာလေး လောကဝိတုဂုဏ်တော်လေးကိုဆောက်ထားပါကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာလောကဝိတုမြင်သွားမှာလောကဝိတုရွတ်သွားပါလောကဝိတုရွတ်သွားပါနော်အဲ့လိုလေးတွေလှုပ်ထားခြင်းအတွက်အားလုံးအဆင်ပြေလာပါလိမ့်မယ်နော်ကြီးမားတဲ့ကိစ္စတွေပြီးငယ်ပြီးတော့တချို့ပြဿနာလေးဒီဒီမွားလေးဆိုရင်လည်းပတ်ပြတ်သွားပါလိမ့်မယ်ဒါလေးကိုကျွန်တော်ဟောပြောပေးလိုက်ကြပါတယ်တဏှာသာသမီကျွန်တော်မိစေများအားလုံးသိချင်တာချင်းကိုကြီးချမ်းမှချင်းပြည့်စုံကြပါစေလို့စတောင်းမြတ်တာပို့တာပေးလိုက်ပါခင်ဗျာ